တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာဖြာပုံလှမိုးနယ်ရဲ့ဝက်ခပတ်ကြားရဲ့ဤကုံဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ဘုံငှက်တကောင်မနီမဝေရေအိုင်ကြီးအဆက်မှာတအီအီအတန်ပြုတ်သည်ညနေသောင်း၃နာရီခန့်ဖြစ်၍ တစ်ပင်ရိတ်တို့ဖြင့်တောထဲတွင်အမောင်ရိတ်ကလွှမ်းလာသည်ကုန်းနံအတွင်ပိုင်းတစ်ပင်မြင်းကြီးတစ်ပင်ပေါ်မှမြောက်တအုပ်ရံဖြစ်ကြိုက်ခဲစုညံနေကြသည်ဆလူတောင်ကုန်းနံအလဲခစစ်ရိုးကုန်းဂုံးစင်းတွင်ဝတ်စင်းလမ်းကြောင်းဖြစ်နေသည်ထောင်ကျောက်တွင်းထဲကလက်ဆသိမ်းခဲ့ပြီးဟိအလျား6တောင်းအနံ4တောင်းကျဲသေးกว่าဇောက်အနက်6တောင်းရှိတယ်တစ်ဖက်ကုန်းမြစ်တစ်ဖက်အနိမ့်မြစ်နဲ့ဒီလမ်းကြောင်းကိုခပတ်ကြပြောင်းဆင်းနေတာ တလလောက်ရှိပြီးกว่าထောင်ကျောက်စင်မှုလဲဒီနေရာအကောင်းဆုံးပဲကိုအောင်သိန်းဒီတွင်းအောက်ခြေမှ တွင်းနှခမ်းပေါ်သို့ထောင်ထားသောဖြူတိုင်နှလုံးပေါ်သို့တက်ရင်ပြောသည်တွင်းနှခမ်းပေါ်မှခင်တုတ်က စီးကြိုဆွဲတင်သည်သူ့နောက်မှဒီလုံးလဲလိုက်တက်လာသည်သူတို့အသီးသီးဤကိုပေါ်တွင်ရှွံ့များ ပေလူးနေကြသည်ကျုပ်တော့ခုမှပဲထောင်ကျောက်ကျင်းဆိုတာကိုမြင်ဘူးတော့တယ်ဗျာဘေးနေရန်တွေမှာဖြူတိုင်တွေစိုက်ထားပြီး တလုံးပကာချမ်းတွေနဲ့မြေပြိုမကြအောင်တုတ်ခတ်ထားပုံလဲခိုင်ငန့်တက်ရပါပြီတွေဗျာလေးဘက်လေးတံမြေမပြိုနိုင်ဘူးဝက်တွေအောက်ထဲကျပြီးတူးလို့ကော်လို့မရအောင်နေရံတွေကို ပကာချမ်းတွေနဲ့ကာပြီးတုတ်ခတ်တယ်လို့လှုပ်ထားရတာပေါ့ဗျာနော်တကိုယ်လုံးရှွန့်လိမ့်လိမ့်ဖြစ်နေသောခေါင်းကြီးက ထောင်ချောက်တွင်းနှခမ်းပေါ်မှာငုတ်ကြည့်ပြီးပြောနေသည်တွင်းထဲမှာတူးထားသောရှွန့်မြေများကိုထဲ့၍တဲထားသောတံမုံကိုစွဲတင်ရသည် ခက်လန်းလန်းမြေကြိုက်တစ်ခုတည်းသို့ခင်တုတ်ကရွက်သေး၍ပို့ရသည်ပဝင်းကျင်မှာမြေကြီးအစနာတစ်ကိုင်းအချိုးပဲ့မျှမကြံရအောင်ရှင်းလင်းဖဲ့ပြစ်ကြသည်တဏီကိုအောင်လုတ်ရတာပါပဲကွာကဲကဲတွင်းကိုဖုံးမယ်ဟိကိုအောင်သိန်းကတောင့်တင်းသောဇက်ကြောတို့ကိုနှိမ့်နယ်ခါရမ်းပြီးပြောသည်အသင့်ရှိသောမျောသားเจ้าများကိုထောင်ချောက်တွင်းပေါ်ကိုအလျားလိုက်မစိတ်မကြဲခင်းသည်ထို့နောက်ဓဏိဂိုင်းများနှင့် ပိပိပြားပြားတည်တည်တတ်တတ်ဖုံးအုပ်သည်ထို့ပြင်စုပုံထားသောရွက်ကြွေချောင်းများကို ဖြန့်ခင်းဖုံးအုပ်လိုက်သောနဘေးချုံများခြံရံသောဝတ်ဆင်းလန်းထောင်ချောက်ကျင်းသည်တဘာဝရွက်ကြွေလမ်းကြောင်းတစ်ဖွဲ ဖြစ်သွားသည်ဘလို့လဲဟေးကိုဒီလုံးတို့ခေါင်းကြီးတို့ပိပိရိရိရှိပါမလားဝိုင်းကြည့်ကြစမ်းပါဦးအလွန်ပန်းနဲ့တဲ့ကပတ်ကြားဝတ်ထောင်ချောက်ရှိနေတာကိုတန်တရာရှင်းရှင်းနဲ့မသိအောင်ဖုံးကွယ်နှံ့ရဲ့လားခင်တုတ်လဲကြည့်ပါဦးဟဲ့ ိုးတည်သက်ပါတယ်အကိုအောင်သိန်းရဝတ်မပြောနဲ့ကျွန်တော်ဆိုတဲ့ခေါင်းကြီးတောင်ကိုတိုင်ပါဝင်မလုတ်ခဲ့ရင်ဒီနေရာမှာထောင်ချောက်တွင်းရှိပါတယ်လို့လုံးဝထင်မိမှာမဟုတ်အမှတ်တမဲ့နင်းလျှောက်ရင်ဝတ်ကြတယ်လို့တွင်းနေကြမှာအမှန်ပဲဗျခေါင်းကြီးကခြင်နှစ်ပိုးလောက်များကြိုက်လွန်း၍ပုတ်တဲ့ရင်ပြောသည်ကိုအောင်သိန်းကတလန်ကန့်ကွာသောတစ်ပင်ကြီးကိုမှီရင်ရက်နေသည်ဒီလုံးကလည်းဖုံးကွယ်ထားသော ထောင်ချောက်အတွင်းကို အလွန်သဘောကျနေသည် ဟုတ်တယ်အကူအောင်သိန်းရဲ့ခေါင်းကြီးပြောတဲ့အတိုင်းပါပဲဗျာကျွန်တော်တို့ဒီပြင်တနေရာမှာဒီပုံတိုင်းလှုပ်ထိုင်းရင်တိမယ်မထင်ဘူးခင်တုတ်ကတော့အကူကြီးကိုအောင်သိန်းစီမံသမျှသဘောကြတယ်အကူကြီးတန်ချောင်းအတွက်ခင်တုတ်တို့ကပတ်เจ้าကိုပိုင်ပိုင်နိုင်နိုင်ကလေးစားချေနိုင်မယ်လို့ယုံကြည်တယ်တန်တန်းကျိုးကိုအစွဲနဲ့ဖြတ်နိုင်ပေမဲ့ဒီထောင်ချောင်းကျင်းတွေကတော့အတောင်မပါတဲ့ဝက် ပြန်မတက်နိုင်ဘူးလို့ရဲရဲဝံ့ဝံ့ပြောဝန်တယ်ခင်တုတ်ပြောကိုကိုအောင်သိန်းသဘောကျစွာရှိသည် သူမတကူလုံးလဲတဏီကုံရွှွန်မြေတဲထားရသဖြင့်ရွှွန်ပေလူးနေသည်တစတစနေအောင်ကြလာသဖြင့်အေးစိမ့်စိမ့်ဖြစ်လာသည်တစ်ပင်ကြီးများအုံမိုး၍အမောင်ကြလာပြီပိုးလောင်းနဲ့ချင်းတို့မှလည်းဖွဲနဲ့ကျဲပတ်တယ်လို့ပြန်ဝဲကြိုက်ခဲကြသည် အမောင်လွှမ်း၍လာကြည်ပြီကိုင်ပြန်ညစို့မနှက်ဖြန်တယောက်ယောက်လာကြည့်ပေါ်အကြောင်းထူးရင်တစ်ပင်ရင်းကပပင်းကိုတုံးချက်ထုလိုက်ပါကြားတဲ့နေရာကအရောက်လာခဲ့မယ် အကိုကြီးကိုအောင်သိမရောက်မချင်းကျွန်တော်တို့ဘာမှမလုပ်ဝင်ဘူးကပတ်ကြပဲကြကြ တခြားဘာကောင်းမဲကြကြဗပြင်းသုံးချက်ထုတန်ကြရင် လာပြည့်အောင်လာပါဗျာခင်တုတ်ဒီအာကိုတကြီးနဲ့ကိုအောင်သိကိုပြောသည်လှေများဆိုက်ကတ်ထားရာချောင်းယိုတနေရာစီတို့ရှောက်သွားရင်သူတို့မောင်နှမကိုဂယုနာနဲ့လှည့်ကြည့်ရင်ကိုအောင်သိပြုံးမိသည် စိတ်ချစိတ်ချငါပြောတဲ့စကားဂရိတီပါပဲဟာလာပြည့်အောင်လာခဲ့ပါမယ် ကိုအောင်သိန်းလှေကလေးရှိကလှော့ခတ်သည်ဒီလုံးတို့ညီကိုနှင့်နှမကလေးခင်တုတ်တို့လေလဲနောက်မှတုတ်တုတ်လှော့ခတ်လိုက်ပါခဲ့သည်မကြမီချောင်းမကြီးတစ်ခုကိုရောက်ပြီးလမ်းခွဲခဲ့ကြသည်အိတ်တန်းဝင်ငှက်အော်မြည်တန်တို့စူညံနေသည်ထောင်ချောင်းချင်းမတူးမီကပင်ဤသစ်ပင်အိုကြီးကို ကိုအောင်သိန်းသတိပြုမိပါသည်မြည်မြနှစ်ပေါင်းကြာခဲ့သည်မသိထပ်ပိုင်းကျိုးငုတ်တို့မှာ၅လံ၆လံမျှရှိသည်အရက်လေးမျက်နှာတို့ထွက်၍ အုံဆိုင်နေသော အကိုင်းခတ်တို့ပင်တစ်ဖက်နီးပါးကြီးမားသည်ဝတ်ထောင်ကျောက်တွင်သည်ကုန်းနှံကျော်အမြင့်မှအစင်းထိုကနဇိုပင်ကြီးအောက်တွင် တူးထားသည် ထိုပင်မှအကိုင်းခတ်တို့အုံမိုးသောခြုံရွယ်တို့အကြားမှဝတ်ဆင်းလမ်းကြောင်းဖြစ်နေသည်ကနဇိုပင်ကြီးတို့နှင့် တလန်ကန့်အကွာထောင်ကျောက်တွင်နေရာတတ်မှတ်တူးရသဖြင့်မြေအောက်တွင်တင့်မြစ်အကြီးသေးတို့ကို ခုတ်ပိုင်းဖြတ်တောက်ကြရသည်တဲ့ရင်မြေကျော်မှာကို ေါတူးတလဲတူရင်းတလဲဓာတ်တလဲသုံး၍ယောက်ျားသုံးယောက်နေတဝက်ကြောကြောတူးရသည်ကိုပေါတွင်အညိုမှွေးများ အလဲတွင် အဖြူရောင်အမွေးကွမ်းများပတ်ထားသည်နှစ်တောင်ခန့်မြင့်သည်ထိုခပံများနှင့်တောဝက်ကြီးကိုဒီလုံးတို့မောင်နှမသုံးယောက်မြင်ခဲ့ကြရသည် ဖြူဖွေးသောအစွဲတို့ပါဇက်အပြင်သို့ရှေလျားစွာ ထွက်ပြီးကောက်နေသည်ဟုပင်ဆိုကြသည်လက်နှစ်ဖက်နောက်မှမိထားသောတန်တန်းကျိုးကို သူ့အဆွဲနှင့်ခက်၍ဖြတ်တောက်နိုင်သလို ူကိုဘောထုံးနဲ့နေသောလှန်သွားတို့ကို ခုံထွက်ရှောင်းလွားစေခဲ့အောင်အစွမ်းပြရင် ကိုတန်ချောင်းကို ဖိုက်ပွင့်သေးစေခဲ့သည်ဤချောင်းကိုဝါရင်တပွဲစားမုတ်ဆိုးဥငတ်ကြီးနှင့်ပြောဆိုကြသည့်အခါလေးဖြတ်ထား၍ပြက်တောင်းပြက်တောင်းအတန်ကြီးနှင့်ရယ်၍ပြောခဲ့ပါသည်ငါကြုံမှုတယ်ကွအဖြူမွှေးဖြစ်စေအဖြူထဲမှာအနှံ့မွှေးဖြစ်စေတကူလုံးဆက်အောင်တတ်နေရင်ခပတ်ဖို့ ူကလည်းစွမ်းနာပဲกว่าအချို့အကောင်တွေကမတေအစွဲဂင်းပိတ်အင်မတန်စွမ်းနာกว่าကြည်စံဆိုရင်မီးမကူဘူးဒုတ်ဓာလှန်တို့လောက်တော့ဘဲဖြုံမလဲกว่าကာယသိတ္တိစေးစီရင်ပြီးလူတွေမှာစောင့်ညတယ်အသားပေါ်မှာထိုးနှံညတယ်กว่าအဲ့ဒီလိုအမတေဂင်းပိတ်ဝက်ဆွယ်စွမ်းနာကိုကလဖြူကောင်တွေတိတယ်တနက်နဲ့ပြစ်စမ်းပြီးဈေးကောင်းပြီးဝယ်ကြတယ်မျိုးချစ်စိတ်ရှိတဲ့လူတွေကဘတော်မှမရောက်ဘူးกว่า ထင်းမောက်ချမ်းတို့ကိုအလေးကျင့်ရှိပြီးဖြစ်သောကိုအောင်သိန်းကပစိန်သွားနှင့်ခွဲချသည်တဲရှိကွက်လက်တွင် အရေအတွက်တောင်းချီသော ထင်းညံများခွဲပြီးဖြစ်နေသည်မြို့မှဆင်းသောကုံတွေတို့အခုတလောအသွာလာကျဲနေသည်ပိုက်ထောင်၍စုထားသောပဇုံကြောင့်နှင့်ထင်းညံတို့မှကိုအောင်သိန်းနှင့်မတင်အေးတို့ဖို့ရောင်းရန်အသင့်ဖြစ်နေပါပြီမိမိဝင်ငွေရဖို့တန်လွန်ခဲ့သော၃ရက်ကခင်တုတ်တို့မောင်နှမ၃ယောက်နှင့်တပင်တပန်း စ조사အထုတ်ခဲ့ရသောထောင်ကျောက်ချင်းနှင့်စွမ်းလာပြီးဆိုသောဝက်ခဘကြားเจ้าကိုစိတ်ဝင်စားစွာတွေးနေမိခဲ့သည်ဇနီးမတင်အေးကမြောက်သားဟင်းချက်ပြီး၍တခါတည်းထမင်းဝိုင်းမှပြင်ပေးသည်ပစိန်ကိုခြာထားပြီးကိုအောင်သိန်းထမင်းဝိုင်းမှဝင်ထမ်း၍မတင်အေးဖခင်နှင့်အတူမိသားစုမြိန်ဆက်စွာစားကြသည်မြောက်သားဟင်းအချက်ကောင်းသောမတင်အေးလက်ရာသည်အရသာရှိပြီးမှုေးကြိုင်နေသည်ဒီမြောက်တွေမင်းပြစ်လာတာလားကွာ ဟီကြံကြီးစီရဗျာဝက်ခပတ်ကြားထောင်ချောက်ကျင်းတဲ့ကိုမြောက်သုံးကောင်ကြနေလို့မနစ်မနက်ကထောင်ချောက်သွားကြည့်တဲ့ခေါင်းကြီးကရိုက်ယူခဲ့တာလေတနေလုံးတဲကြီးမဲကြီးလူတွေလှုပ်တာကိုကြည့်ထားပြီးလူမရှိတဲ့အခါသူတို့စင်ပြီးစူးစမ်းလေ့လာကြမယ်လေအဲ့ဒီတော့ထောင်ချောက်ကျင်းနေကြတာဗောဗျာကျင်းမော်ဖုံးထားတဲ့ခြေရာလက်ရာတွေကိုမပြတ်အောင်ခေါင်းကြီးပြင်ထားခဲ့ရတဲ့မြောက်တီတကောင်လာပြီးရင်ပြောသွားတယ်ဗျာ ကိုအောင်သိန်းတွေးရင်မှရည်တန်နှင့်ပြောသည်သူစကားပင်မဆုံးလိုက်ပါခပြင်းမြင်းထုလိုက်သောအချက်ပေးသံကိုကြားလိုက်ရသည်ကိုအောင်သိန်းခေါင်းထောင်သွားသည်နှုတ်မှလည်းရည်ရွတ်မိသည်ဟာခေါင်းကြီးတို့အချက်ပေးတာက မိတင်အေးကြီးကိုတန်ချောင်းကိုတတ်ခဲ့တဲ့ဝက်ခပတ်ကြားမိထားပြီးကတပွဲတလန်းတော့တွေ့ပြီဟဲ့သတိဝိရိယလည်းထားပါကိုအောင်သိန်းရဲ့ဒီဝက်ကလှန်တွေဓာတ်တွေမဖြုံဘူးဆိုတော့အခက်သားပဲသူ့ကိုရှင်တို့ဘယ်လိုလုပ်နိုင်ကြမှာလဲ တုတ်သီးတုတ်ပြားထမင်းစားခြင်းကိုအပိတန်နေသောချစ်လင်ကိုအောင်သိန်းကို မတ်တင်အေးကစိုးရင်တန်နှင့်တတိပေးရင်ပြောသည်စိတ်မပူဇမ်းမာနှင့်မိတင်အေးရဲ့တန်နဲ့လှုပ်တဲ့ဓားကိုမဖြုံရင်ဝကြောနဲ့လှုပ်တဲ့လှံနဲ့ကစန်းသားအကြောနဲ့လှံကိုယ်တော်ခံနိုင်မယ်မထင်ပါဘူးကွစွမ်းနာကိုညံနဲ့ဖြတ်နိုင်ရင်သင်ဘာခံနိုင်မလဲကွကြီးမားလှသည်ဒင်းငင်းဝါငှက်ကြီးကချောင်းရေခိုင်းပေါ်ကျနေသောလမှုပင်ပေါ်မှာ ဂီကော့ကော့ကော့ဟုအော်လိုက်၏ကိုအောင်သိန်းလေကိုတုတ်တုတ်လှော့ဆင်းခဲ့သည်သူ့လေမလန့်မကန့်အရောက်တွင်တင်းင်းဝါကြီးသည် ရေထဲမှငါးတကောင်ကိုထိုးတုတ်လျက်တခုတ်ပင်မြင့်မော်ပြန်တက်နား၍စားသည် အခြားငှက်ပေါင်းစုံတို့အော်သံမှလည်းစုညံနေသည်ချောင်းမက ဝင်ငယ်သောရိုးချောင်းအဖျားတွင်ဒီလုံးတို့၏လင်းနှင်းကိုတွေ့ရသည်သူတို့လေနီးတွင်ကိုအောင်သိန်းလေဆိုင်ကပ်ခဲ့ပြီး ဆလူတောင်ကုန်းနန်းစီတို့ဝချွန်ကစန်းသာချွန်သားတို့ကိုယူ၍တက်ခဲ့သည်တိရွယ်ကြိုးချားမှာ နေအောင်ကြီးကွန်များဖြာကျနေသည်တောအောက်ချေမြေပြင်မှနုံမြေပေါ်တွင်ကနဆူလမှုစူးညောင်းတို့အများပြားရှိနေသည်အကိုအောင်သိန်းရေဒီအကောင်ကြီးကိုကျွန်တော်မြင်လိုက်ရလို့မှတ်မိတယ်အကိုထောင်ချောက်ကျင်းနေကြနေတဲ့အကောင်တေးကြတယ်ဗျကျွန်တော်အကိုကြီးအတွက်ကျွန်တော်အရင်လက်စားချေထိုးပါရစေ ကိုအောင်သိန်းကိုပြေးကြိုရင်းခင်တုတ်က တက်ကြွစွာပြောသည်။သူမသည်သပင်ရှောင်းတဆောင်းထုံ၍လက်ရှိရင်ဘုံအင်ကြီးနှင့်အညိုရောင်ဘောင်းမီအပွားကိုခါစီကြိုတင်းတင်းနှင့်ဝတ်ထားသည်။ဘောင်းမီနှင့်အင်ကြီးလက်တို့ကို ပင့်လိုက်တင်းထားပြီးပြည့်ပြည့်သောမျက်နှာတွင်တနခါရေကျဲကိုပုတ်လိမ့်ထား၍မွေးရနံကြိုင်တင်းနေသည်။အေးပါဟငါညမကအငယ်ဆုံးဆိုတော့ပထမဦးစားပေးရမှာပေါ့စိတ်ကြိုက်ထိုးရပါစီမယ်။ ဒီအကောင်တေးကြရဲ့လားကိုအောင်သိန်းလက်ထဲမှာဝချွန်နဲ့ကစန်းသားတို့ကိုလှမ်းယူပြီးခင်တုံနောက်မှာတုတ်တုတ်ရှောက်လိုက်ပါရင်ပြောသည်တေးကြပါတဲ့အကိုအောင်သိန်းရာအဖြူရောင်ကပတ်ကြားနဲ့တန်ကြိုးကိုဖြတ်သွားတဲ့ဝတ်စွမ်းကောင်းကြီးပေါ့ဟုတ်တယ်ကိုကြီးလာပေါင်းများစွာအားခဲကြရတဲ့လူကျင်နေတဲ့ခပတ်ကြားအစ်စ်ပါဒီလုံးကလည်းစီးကြွေးဝမ်းသာအားရပြောသည်တေးကြလာကတော့အမှန်ပဲဗျာ တန်သွားတက်လှန်နဲ့မဖြုံလို့ဝချွန်နဲ့ထိုးရမယ်လားထောင်ချောင်ကျင်းမော်တွင်ရက်၍ခေါင်းကြီးမယိုးမယွဖြစ်နေသည်ခင်တုတ်လက်ထဲမှဝချွန်ကိုလှမ်းယူသည်သူ့လက်မှရှောင်းလဲ၍ခင်တုတ်ကကိုနှစ်ကွယ်ထားသည်အမအကိုခေါင်းကြီးခမည်းလူလည်းမလုံနဲ့အကိုအောင်သိန်းကပြောတယ်ခင်တုတ်ကငယ်ဆုံးဖြစ်လို့ပထမထိုးခွင့်ပြုမယ်တဲ့အကိုကြီးတန်ချောင်းတို့ကခင်တုတ်ကနမတ်တက်ကောင်းကောင်းကြီးကလေးစားခြေပြမယ် ခေါင်းချောင်းကျင်းနှင့်တလန်ကွာမျှတွင်ရှိသောကနဇိုပင်ကြီးတွင်ခင်တုတ်တို့မောင်နှမယူလာသောကိုစီလက်နက်များကိုထောင်ထားကြသည်။အိုးနှစ်ကောင်ကြနေတာကိုကပတ်ကြားကောင်ကအမြင့်နှစ်တောင်နီးပါးရှိမယ်။ဟုတ်ပါဗျာ။ဗဇက်ထဲကဘေးထွက်နေတဲ့အစွဲနှချောင်းရှီလှပြီပဲ။ဖွေးဖွေးကိုလက်နေတာပဲ။တုတ်ခတ်ထားတဲ့ပြင်ချက်တွေတိုင်တွေလဲတူးကော်ကိုက်ဖြတ်ထားလို့ဖျိုးပြဲတွေဖြစ်နေတယ်။ဒါပေမဲ့တလန်နဲ့6တောင်တွင်းတဲ့ထဲကဒင်းတို့မတက်နိုင်ပါဘူး။ ထောင်ချောင်ချင်းမော်တွင်ဖုံးအုပ်ထားသောဓဏိကိုင်းနှင့်မျိုးသားတို့ကိုဖယ်ရှားထားပြီးဒေါသတကြီးအော်ဟေရင် တွင်းနေရမှတစ်သားချမ်းများကိုကိုက်ဖြတ်ဖျက်ဆီးကြသည်အဆွဲကားကားနှုတ်သီးတို့ဖြင့်မြေနေရန်ကိုတူးကော်ကြရသည်ရက်ကြည်နေသောလူများကို မော့ကြည့်သည်ညှစ်အော်ကြသည်ဟာဥငတ်ကြီးပြောတဲ့အတိုင်းဆိုဒီဝတ်ကြီးရဲ့အယောင်ကကပတ်လိုဆက်နေလို့ကပတ်ကြားကစွမ်းနာမဟုတ်ဘူးဟေ့ ။ပါဇက်ထဲကထွက်နေတဲ့အမြူတေဂင်းပိတ်အစွဲတွေကအစွမ်းကောင်းနေတာကွာ။အဲ့ဒီတော့ဘယ်နေရာကိုတိုက်ခတ်ရမယ်ဆိုတာငါသိပြီ။ဝတ်စွမ်းကောင်းဘလောက်ခံနိုင်မလဲကြည့်ရသေးတာပေါ့ကွာ။ခင်တုတ်တို့မောင်နှမကကိုအောင်သိန်းအင်းဤတွင်ရက်၍စိတ်ဝင်စားစွာမော့ကြည့်နေကြသည်။ကိုဒီလုံးရေအရင်ထွားပိုင်းရှိတဲ့ကနဇိုပင်ပေါက်ဖြတ်ထားတာယူခဲ့ဗျာ၁၂တောင်လောက်ရှည်ရမယ်နော်ပြီးတော့လက်ကောက်ဝေရွယ်မျောသားအရှိမာ ထိုးကြမဲ့လှန်တွေမိန်တွေခိုင်အောင်ဆက်ချီကြဒါမှအပေါ်ကထိုးလို့ရမှာပေါ့ကျင်းနှခမ်းအဆက်ကနေမထိုးကြနဲ့ကျင်းတွေကိုကြလို့ကတော့ကပတ်ချားကရိုးတခြားအသားတခြားဖြစ်အောင်လှုပ်လိမ့်မယ်ကိုအောင်သိန်းစီစဉ်သမျှဒီလုံးတို့ချက်ချင်းစောင့်ရွက်သည်ထွာဆိုင်ကန်ကနဇိုပေါက်မျောတိုင်းကိုကိုအောင်သိန်းချီမ၍ထောင်ချောင်ကျင်းနှခမ်းပေးတွင်အသင့်ချထားလိုက်သည်အဖြူရောင်ကပတ်မွေးနှင့်ကြီးမားသောဝက်ကြီးသည် တဖက်နန်ရံမြေသားကိုကြောနှစ်ကပ်ပြီးဖြစ်ညစ်မှန်သွင်း၍အော်တန်ပြုသည်ပါဇက်ထဲမှအမြုံများတဖွာဖွာကြအောင်ကြိုက်ဝါရင်းအစွဲသွေးနေသည်မျက်နာကောက်ကောက်နှခမ်းလန်လန်ဖြင့်ကိုအောင်သိန်းကိုမော့ကြည့်နေသည်နေရွက်ကြီးနှစ်ဖက်ထောင်ထားသည်ညီမြန်းသောမျက်လုံးတို့ကမျက်ပေါက်ချင်းချင်းအတွင်းမှစူးရှာအောင်လက်စွာစိုက်ကြည့်သည်ကိုအောင်သိန်းကလည်းတီးကြီးရဲရင်စွာစိုက်ကြည့်နေမိသည်လူသားတို့ဦးကိုသေးသေးကဲသော ဖွေးထက်ချွန်ကောက်သောအဆွဲတို့ကိုကိုအောင်သိန်းအသေးချာမှတ်သားသည်ဝက်ကြီးဤဝဲဘက်အဆွဲတက်ညာဘက်အဆွဲက ပို၍ကြီးမားရောင်ရှိသည်ထိုအဆွဲကပင်မုတ်ဆိုးကိုတန်ချောင်းဤဘိုက်ကိုထိုးခွဲပြီး ဥတို့ကိုပြက်စေခဲ့သည်ထိုအဆွဲကပင်လက်ပြင်းမှမိထားသောထောင်ချောက်ဂိုင်းဤတန်ကျိုးကိုတင်းအောင်ယုံပြီးပက်ခတ်ပြစ်တောက်နှိုင်ခဲ့သည်ညာတန်သောခပတ်ကြောက်ဝက်ထီးကြီးအလေးကိုကိုအောင်သိန်းအကဲခတ်မိပါသည် ကိုအောင်သိန်းကြီးကျွန်တော်အရင်ထိုးမှာနော် အကိုကြီးအတန်ချောင်းအတွက်ကျွန်တော်အရင်လက်စားချေမယ်နော်ခင်တုတ်ကမျောသားထိတ်တွင်ကိုအောင်သိန်းယူခဲ့သောဝချုံကိုတုတ်ချီထားသည်ရှေလျားသောမျောသားအရင်မှကင်ပြီးကပတ်ကြားကိုအသင့်ချိန်ရွယ်ရင်းပြောသည် ဟုတ်ပြီအားလုံးနဲ့အသင့်ပြင်ဆင်တဲ့အတိုင်းမင်းတို့အကိုကြီးအတွက်ကြီးစင်ငယ်လိုက်ကလေးသားခြေတဲ့အနေနဲ့ကပတ်ကြားကိုထိုးကွာတွင်းနှခမ်းသားကိုတော့တိတ်မကက်ကြနဲ့ ကိုအောင်သိန်းစကားအဆုံးဒီနှင့်ခင်တုတ်သည်အညိုတေအကျိတ်ခဲကြီးစွာဖြင့်ဝက်ခဘကြားကိုချိန်ရွယ်လိုက်သည်မျက်နှာချင်းဆိုင်စူးစူးရဲရဲကြည့်ပြီးဒေါသကြီးစွာအတန်ထွက်မန်သွင်းရင်းတပေါက်ပေါက်တကြွီကြွီအစွဲသွေးနေသောခဘကြား၏ညာဘက်လက်ပြင်ကိုစိုက်ထိုးလိုက်သည်ဟာဟာအရှိန်မလွန်စေနဲ့လေခင်တုတ်သည်အညိုတေနှင့်ထိုးဆိုင်လိုက်သောဝချွန်သည်ကြီးမားသောခဘကြားဝက်ကြီး၏လက်ပြင်ပေါ် ချိန်သာကြိုက်ထားသည့်အတိုင်းထိုးဆိုင်မိပါသည်သို့သောအကောင်ကြီးသည်နှင့်မျှတားနှက်လင်မြန်သောဝက်ကြီးသည်ကိုကို ဝဲဘက်သို့တိမ်းရှောင်ရင်းညာဘက်အဆွဲနှင့်ဝချုံကိုပတ်ခတ်လိုက်သည်ဝက်ကြီးရေပြားရှက်တီပြီးဝချုံသည်မြေသားထဲစိုက်ဝင်သည်ဝက်အဆွဲနှင့်ထိ၍ဓာနှင့်ပြက်သည်လိုဝချုံပြက်သွားသည်ဝကြီးပတ်ခတ်သောအချိန်ညောင်ဝချုံနှင့်ဆက်ထားသောမျောသားမှနဘေးသို့ချော်ဆိုင်သည့်ဖြင့် ်တတိလက်လွတ်ပြုလို့သော ခင်တုတ်ခမညာထောင်ချောင်ချင်းနှကန်းပေါ်အာလွန်၍ဟတ်ထိုးလဲကြသည်ကပတ်ချားရှိရာတွင်းထဲသို့ခေါင်းငိုက်ဆိုင်ကြသည်တတိရှိနေသောကိုအောင်သိန်းသည် ခင်တုတ်ဤလက်မောင်းတစ်ဖက်ကိုဖမ်းဆွဲ၍ထောင်ချောင်ချင်းနှကန်းကို ခြေနှစ်ထောက်ကန်းယုံ၍ဆွဲတင်လဲချသည်အလံတကြားဖျိုးဖျဲအော်ဟီရင်ခင်တုတ်သည်ကိုအောင်သိန်းရင်ဝင်နေလုံထွေးပါလာခဲ့သည် အမလီညမလေးရဲ့အကူတယောက်ပြင်းနှမပါဆုံးရတော့မလို့ ကိုအောင်သိန်းသတိကောင်းလို့ဗျာတော်ပါသေးရဲ့ကံကြီးပေလို့ခင်တို့ရေအကိုအောင်သိန်းမကယ်ရင်နင်တော့ခုလောက်ဆိုကပတ်ကြားအစာဖြစ်ပြီကျွန်တော်အသက်ကိုခဲတာနှစ်ခါရှိပါပြီမိเจ้าစာဖြစ်မဲ့ဘေး အခုဝတ်စာဖြစ်မဲ့ဘေးကကဲတာလီဒီလိုကျွန်းသူခင်တုတ်ဒီကိုအောင်သိန်းကိုလက်အုပ်ချီကြော်ရင်းရှိုက်၍ငိုသည်ဝမ်းသာကျေးဇူးတင်လွန်း၍ဘာစကားအမျှမပြောနိုင်ပါကိုအောင်သိန်းပြုံး၍နှစ်သိမ့်ပါသည် တတိကိုလက်မလွတ်စေနဲ့ကွာတောကောင်းတဲ့လူသားတိုက်နေတာငါတို့စင်နဲ့ထောင်ချောက်ထဲမိထားတာပဲအာလုံးကိုဘကအပိုင်တွက်လို့မရဘူးအမိခံရတဲ့ဘက်မှာလဲအခွင့်တရင်ပြန်တိုက်နေနိုင်နေပြီးတော့သူကဝက်စွမ်းကောင်းလေဝက်စွမ်းကောင်းဒီတခါကျွန်တော်လှဲ့ပြောပြောဆိုဆိုနဲ့ဒီလုံးကမန်သွင်းတိုက်ခိုက်ရန်စောင့်နေသောဝက်ခဘတ်ကြားကြီးကို ချိန်ရွေ၍သူဤမျောသားနဲ့ဆက်ထားသောအမဲလိုက်လန့်နှင့်ကဘတ်ကြားရှိတွင် ်ဆောင်ပေပေလုံနေသောဝတ်မာဤလက်ပြင်ကိုအရင်ထိုးဆိုင်လိုက်သည်ချက်ကောင်းထိ၍ဝတ်မာသည်ဤကနေမြည်၍လဲသည်ကပတ်ကြားသည်ဒေါသတကြီး ခုန်ထလှုပ်ရှားသည်ခေါင်းကြီးလှန်သုံးလို့မရတော်သည်နှင့်ကစန်းသားနှင့်ဆက်ထားသော မျောသားကိုမယူသည်ကပတ်ကြားကိုမိယာချိန်ရွယ်ထိုးသည်လျင်မြန်ပါနေသောကပတ်ကြားသည်ထောင်ချောင်ကျင်းထဲတွင်လှက်ပတ်ရှောင်ပြေးသည် သူ၏အဆွဲနှင့်ပတ်ခတ်သည် ူကိုရင်ကောင်နားမခံရှောင်းတိန်ကာွယ်သည် ထိုချိန်တွင်ကိုအောင်သိန်းကြားဖြတ်စီစဉ်သည့်အတိုင်းခေါင်းကြီးသည်အသင့်ယူခဲ့သောတန်တန်းကျိုးကွင်းနှင့်ကျင်းထဲတွင်ဒဏ်ရာနှင့်လျုံကန်နေသောပိတ်တာ30ထွက်ခန့်ရှိသောဝတ်မ ాయి ဥကောင်းကိုစွန့်မိအောင်ကြိုးစားသည်တန်သွားမှိန်ရိုးနှင့်ဆက်ချီထားသောမျောသားရှိတစ်ချောင်းနှင့်ကိုအောင်သိန်းကကူညီစွန့်ပေးသည်ခေါင်းကြီးဤထက်ဆင့်ထိုးသောမှိန်ချက်ကြောင့်ဝတ်မငိတ်သွားသည် ီလုံးဤကစန်းသားမှိန်ချက်နှင့်ခင်တုတ်ဤလှန်သွားဝိုင်းဝန်းထိုးနှက်ချက်များကိုခပတ်ကြားကဒေါ်သာတကြီး အော်ဟစ်ရှောင်းတိန်လျံသူထံရောက်လာသောလက်နက်တို့ကိုရှောင်းသည်ပတ်ခတ်သည်ဝတ်မာကိုချီနှောင်လာသောတန်တန်းကျိုးကိုကိုက်ဆွဲဖျက်ပစ်သည်တန်တန်းကျိုးကိုခေါင်းကြီးကလျှော်ပေးထား၍ပြက်အောင်မဖြတ်နိုင်ပါထိုအချိန်မှာပင်ကိုအောင်သိန်းနှင့်ခေါင်းကြီးတို့သည် မျောသားတွင်တန်တန်းကျိုးပတ်ချီ၍တင်နေသောဝတ်မာကိုဆွဲတင်ကြသည် ခင်တုတ်ပြေးလာကူညီသဖြင့်ခဏကြာတွင်ဝတ်မှာအပေါ်တင်နိုင်ခဲ့သည်ကဲမင်းတို့သုံးယောက်အနောက်နဲ့ဘေးဘက်ကနေစွထိုးထိုးရင်ထိန်းထားကြ ရှေ့ကငါထုမယ်ဟိကိုအောင်သိန်းကပြောတာပြောရသည်ကပတ်ကြားပတ်ခတ်ထားသဖြင့်တောလိုက်မုတ်ဆိုးတို့ဤတန်နှစ်လှုပ်သောလှန်သွားမှိန်သွားထို့ပြင်ဝချုံနှင့်ကစန်းသားအချုံတို့ပါကပတ်ကြားရှိသောထောင်ချောက်ချင်းအောက်ခြေတွင်ပြုတ်ကျခဲ့ပြီးမျောသားရှေတို့နှင့် ထိုးကြရိုက်ကြရသည်ထိုးကြသည်မှာကပ္ပကြဝဲဘက်လက်ပြင်တွင်ဥစွာထိုးခဲ့သောခင်တုတ်ဤဝချွန်ရှိုက်ထီသောအေးပြား꽌ယုံသွေးဆူဒံယာတစ်ခုသာရှိနေသည်အခြားမြည်သည့်ဒံယာကိုမျှမတွေ့ရပါကိုအောင်သိန်းတက်ကြွစွာလှုပ်ရှားနေ၍ဒီလုံးတို့မှလှုပ်ရှားနေရသည်မြည်သောအမျှထိုးနှက်၍မရသောကြီးမားအကောင်လှသည်ခပကြားဝက်ကြီးကိုကြည်ရင်စိတ်သက်ကြလက်လျှော့ခြင်းညသည်ကိုအောင်သိန်းကမူ သူတို့ညီကိုမောင်နှမ၃ယောက်အသက်ဆုံးရှုံးခဲ့ရသောအကိုကြီးတို့စိတ်ကြိုက်ကလေးစားချီထိုးနှက်သမျှကိုစောင့်ကြည့်သည်အချိန်လွန်၍ကျင်းနေမကြအောင်စောင့်ရှောက်ထိမ့်သိမ့်ပေးခဲ့သည်ဝတ်မှတကောင်သာအသေးရသည်လက်နက်အားလုံးပျက်စီးကုန်ပြီးစိတ်ကြိုက်ကလေးစားချီတိုက်ခိုက်ခဲ့သူတို့လည်းခြေကုန်လက်ပန်းကျကြပြီကိုအောင်သိတိုက်ခိုက်ရန်စတင်လိုက်သည်အရင်ထွားဆိုင် အဖျားလက်ကောက်ဝတ်ခန့်ရှိသောဆက်နှစ်တောင်ရှိကနဇိုပင်ပေါက်သားအရင်မိုင်းကို ကျင်းထဲချ၍အဖျားပိုင်းမှကြန့်ခိုင်ပိုင်နိုင်စွာကင်မလိုက်သည်အကိုရေးထိုးစရာအချွန်လက်နက်တွေလည်းကုန်ပြီးအကိုကကြည်ပွေနဲ့ထောင်းတယ်လို့အပေါ်ကထိတ်ထုမလို့လားအပင်မခံမနေပါနဲ့ဗျာခင်းပိတ်အစွဲနဲ့အစွမ်းကောင်းတဲ့ဝက်ကိုလက်တွေကြုံလို့ယုံပါပြီ၆တောင်ကျော်တဲ့နတ်ထက်ထောင်းကြောက်ကျင်းနဲ့ရောက်နေလို့ပေါ့ဗျာမြေပြင်ပေါ်မှာသာဆိုရင်ကျုပ်တို့အားလုံးသိမှာပဲဒီတော့ဒီတိုင်းထားခဲ့ဗျာ အစာရေငတ်သေးမှဒီလောက်စွမ်းတဲ့ဆွဲကိုချွတ်ယူကြတာပေါ့ဗျာဟာအာရုံနေကြပြီလားအာချင်းမရှိဘူးညံချင်းတော့ရှင်ညသေးတာပေါ့ကွာမင်းတို့ကနောက်နဲ့ဘေးနှစ်ဖက်ထိန်းထားခနာလေးစောင့်ကြည့်လူအကြံကိုခံနိုင်တဲ့လားကွာပြောပြောဆိုဆိုနဲ့ကိုအောင်သိန်းဒီမျောသားကြီးကိုမြှောက်ချိန်သည်တပေါက်ပေါက်ကြိုက်ဝါး၍အမြုပ်တဖွေးဖွေးနှင့်ဝက်ကြီးသည်သူ့ကိုတိုက်ခတ်ရန်ချိန်ရွယ်နေသောကိုအောင်သိန်းကိုမျက်ခြေမပြတ် အယုတ်ဆိုးစွာကြည်ရင်ဝက်ကြီးသည် မန်သွင်းလျက်ရှိသည်။တွားခြင်းပုတ်ကျိတ်တန်းတကြွီကြွီမြည်နေသည်။ကိုအောင်သိန်းသည်ကနဇိုပင်ပေါက်အရင်ပိုင်းနှင့်ဝက်ကြီး၏မျက်နှာတဲ့တဲ့ချိန်ပြီးအားနှင့်ထောင်းချလိုက်သည်။ကိုအောင်သိန်းထောင်းချလိုက်သောကနဇိုသားသည်ခပတ်ကြားဝက်ကြီး၏ကောက်နေသောနှခေါင်းရိုးပေါ်သို့အချိန်နှင့်ကျလာသည်။ပန်းနှင့်လျင်မြန်သောဝက်ကြီးသည်ဒေါသတကြီးညှစ်အော်၍လွတ်ယုံမျှမျက်နှာကိုတိမ်းရှောင်ပြီး သူလွန်အားကိုးသောယာဘက်အစွဲဖြင့်ပတ်ခတ်လိုက်သည်မျောသားတိုင်းအဖျားမှကင်ဆုတ်ထားသောကိုအောင်သိန်းလက်တို့သည်ကျွတ်ဆက်သောအထီးတွေ့နှင့်တဲ့တဲ့မြာအယိုးကျိုးသံတစ်ချက်ကိုတပါးထဲကြားလိုက်သည်တဆက်ထဲအသေးတုံဥတုံခမန်းညှက်អော်လိုက်သောခပကြားဝတ်ကြီးអော်သံသည် ပဝင်းကျင်ကိုပဲ့တင်ထက်ရိုက်ခတ်သွားသည် ထိုပဲ့တင်ထက်ရိုက်ခတ်သံသည်တရောလုံးတိုးဝှေ့ထိခတ်သွားပြီးပဲ့တင်ပြန်လာပြီးတကယ်သို့သော ်လေဟုန်ပြင်းပြင်းလဲအတူပါလာ၍ပြင်းထန်တိုးဝှေ့တိုက်ခတ်လာသည်ကိုအောင်သိန်းတို့အံ့ဩငေးမောကြည့်မိသည်တရောလုံးပုံမှန်ငြိမ်သက်နေသည်တောင်ဘက်စီမှတဟီဟီတဝောဝောတိုးတိုက်လာသောလေလုံးသည်သူတို့ရက်ကြည်နေသောအပေါ်မှ အခက်အကန်းကြီးများမိုးလျက်ရှိသော ထပ်ပိုင်းကျိုးကနဇိုပင်ကြီးကိုအချိန်ပြင်းစွာဝင်ဆောင်တိုးဝှေ့တိုက်ခတ်သည်ထိုအချိန်တွင်ဝက်ခဘကြားကြီး၏အကွဲဆူးရှာသောအတန်ကြီးမှလည်း စက္ခံစက္ခံထွက်ပေါ်လာသည်ဟေးငါဘက်ကိုလာခဲ့ကြမြဲ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 လဲတော့မဲလဲတော့မဲမကြုံစဘူးမြင်ငွင်းဖြစ်သည် ထောင်ချောင်ချင်းတစ်ပေးမှကြီးမားသောကနဇိုပင်ကြီးသည် ထူးခြားစွာတိုးဝှေ့လာသောလေလုံးကြီးကဝင်ဆောင်တိုက်ခတ်သည် ထိတ်လန့်မြည်ဟီးသံများနေတူကနဇိုပင်ကြီး ထောင်ချောင်ချင်းဘက်သို့ယိုင်သည်လဲကြလာသည်ဝက်ခဘက်ကြားကြီးကိုထောင်း၍တုံ့ပြန်ပတ်ခတ်လိုက်သော ကနဇိုပင်ပေါက်မျောတိုင်းကို ကျင်းတဲ့ကမယူထမ်းပြီးကိုအောင်သိန်းသည်အနောက်ဘက်ရေအိုင်ရှိရာသို့ပြေးရင်အော်ပြောသည်အံအောတုံလုစွာရက်ကြည်နေမိသော ခင်တုတ်တို့မောင်နှမသည်လက်ထဲမှမျောသားချုံတို့ကိုပစ်ချပြီးကိုအောင်သိန်းနောက်သို့ပြေးလိုက်ကြသည်သူတို့လွတ်ယုံမျှဖြစ်သည်တက်တန်းမြီးမျှကြားပြီးမသိနိုင်သောကနဇိုပင်ကြီးသည်ဝတ်ထောင်ကြောင့်ဖြစ်တူးထားသောကျင်းဘက်သို့အရှိန်နှင့်ဣပြိုလဲကြသည်ပင်ကြီးမှမြေဆိုင်မြေခဲတို့ဣ၍ကျင်းထဲသို့ပြိုကြလာစဉ် ကပတ်ကြားဝက်ကြီးသည်မြေဆိုင်မြေခဲများပေါ်သို့နင်းတက်ပြီးညာဘက်ပါဇက်ထဲမှသွေးများစီးကြလျက်ဝမ်းကောင်းချစ်ထုတ်သောအတန်ဆိုးအတန်နဲ့ကြီးဖြင့်ရှေလျားစွာအော်ပြီးနှက်ဆိုင်သောကုန်းနံကျော်အတွင်းသို့ပြေးဝင်ပျောက်ကွယ်သွားပါသည်